US ဒေါ်လာကြားတဲ့အကြောင်းရင်း၃ချက် Taiwanese ဒေါ်လာတော့တက်နေပါတယ်။ဘာကြောင့်လဲ Taiwanese ဒေါ်လာတက်တဲ့အတွက်ကြောင့် stock share တခုဘယ်လိုမျိုးအမြတ်ရနိုင်မှာလဲ။ကြံတဲ့ဘယ်နိုင်ငံရောငွေကြေးကတက်နေမှာလဲ။ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးပါတယ်ဆိုရင်ရောငွေကြေးကစားသူတွေရောစီးပွားရေးလုပ်ငန်းရှင်တွေရော အကျိုးရှိမှာဖြစ်ပါတယ်။ကမ္ဘာပတ်အမေရိကန်မိနေနာ stock option ဝင်ကြေးပညာရှင် channel ကျူစွာရတယ်။ဘယ်နေရာကြည့်နေကိုမအောင်ပါရေးတာပါ။ Taiwanese dollar လာတော့လုံခဲ့တဲ့တလအတွင်းမှာပဲတော်တော်လေးတက်သွားတယ်။ US dollar ကျသွားတယ်။အရင်ကဆိုရင် Taiwanese dollar က33 dollars အဲ့လောက်ဝင်ကြည့်ရှိတယ်။ US dollar 1 dollar နော်။ဒီလိုမျိုး33 dollar ဖြစ်သွားတာဆိုတာ US dollar တန်မှုကျသွားတယ်။ Taiwanese dollar တန်မှုတက်လာတယ်။ ။ငွေကြေးတွေတန်မှုကြတယ်တန်မှုတက်တယ်ပြောရတဲ့နေရာမှာအများအားငွေကြေးက one pair နှစ်စုံအများအားပြောပါတယ်။အများအားတစ်ခုလည်းမပြောဘူး။ US ဆိုတာကြတယ်ဆိုရင် okay ဘယ်ပတ်စံကတန်မှုတက်တယ်။ဒီမှာတော့ထာဝရစ်ဒေါ်လာတန်မှုတက်တယ်။ဟိုးအရင်ကဆရာထိုင်ဝမ်သွားတယ်ကဘာပတ်နေချင်ပါဆိုတော့ US ဒေါ်လာအရင်တန်မှုတက်တယ်။အဲဒီတော့ထိုင်ဝမ်မှာဆိုရင် ဘာပဲဒီစီးနဲ့ဝင်ပဲဘာပဲဆက်ဆက်အရင်တန်တယ်เนาะအလကားစရတယ်လို့ပဲဒီလိုမျိုးကဘာပတ်ရင်းနဲ့စီးပွားရေးလုပ်ချင်ဆိုရောအဲ့ပညာတက်ချင်ဆိုရောဒီ channel တွေကို subscribe လုပ်ထားပါထားဝဒေါ်လာဘယ်လောက်ထိတက်တယ်ဆိုရင်တောက်ကြနေမှာဆို5%တက်တယ်မန်းနေမှာဆိုရင်5%เนาะအဲ့ရော business day နေ့ရက်ထဲမှာပဲ10%တက်လာမတ်လကောင်ကရှင်းရမဆိုရော့ 40%တော့တက်ဒါနည်းနည်းတော့တက်တာမဟုတ်တော့အဲ့ရောထာဝနစ်ဘဟုပန်ကတော့ဘာမှမလုံတော့ဘာကြောင့်လဲတော့အရင်စိတ်ဝင်စားစရာကောင်းတယ်ဘာကြောင့် US ဒေါ်လာတန်ဖိုးကျပြီးတော့ထာဝနစ်ဒေါ်လာတန်ဖိုးတက်လာအကြောင်းရင်း၃ချက်ရှိနံပါတ်3ကတော့ US ဒေါ်လာတန်ဖိုးကျတဲ့အတွက်ကြောင့်ထာဝနစ် exporter တွေနော်ထာဝနစ်စတင်ပို့တဲ့လူတွေက US ဒေါ်လာအများဆုံးခံထားကြတယ်။သူခံထားတဲ့အတွက်ကြောင့်သူလက်ထက်မှာခံထားပစ္စည်းကတန်မှုကြရဆိုရင်တန်မှုတဲ့ပစ္စည်းကိုမြင်ပြပြောင်းကျင်တယ်။ဘာကြောင့်လဲဆိုတော့တန်မှုတဲ့ပစ္စည်းကိုခံထားမှာပဲသူကအကျိုးရှိမှာပေါ့ဟုတ်တယ်မလား။သို့မဟုတ်ဆိုကိုယ့်ထက်ကခံထားတဲ့ပစ္စည်းကတပြေးပြေးတန်မှုကြပါမှာဆိုမဖြစ်ပြန်ဘူးလေ။အဲအကြောင်း Taiwanese exporters အများရှိမှာ Semiconductor ရှိမယ်။အာကုမ္ပဏီရှိမယ်။ပို့ကုန်တွေလုပ်တဲ့သူအများရှိမှာပေါ့။ เนาะตัวก็ไกลกันใน US ดอลลาร์นี่อ้าโลไต้หวันนี่ดอลลาร์เปลี่ยนเปียงเลยเปียงแล้วเนาะ US ดอลลาร์ปูพี่จ๋าเลยเนาะ PC ตัวก็ตําพูจ๋าเลยだใบจ๋าได้ตัวจ๋าหนูเนี่ยไม่รู้เจ๊ตัวจ๋าปูพี่แล้วตะชาไต้หวันนี่ดอลลาร์เปลี่ยนพี่เวเลย US ดอลลาร์เปลี่ยนยาวตัวจ๋า US ดอลลาร์ปูพี่จ๋าไปไต้หวันตัวปูตัดตาบ่อ่า reason number 3 reason number 2จ๋าไต้หวันนี่ว่า life insurance เนี่ยอาชีพเนาะအတက်အမခံကုမ္ပဏီများရှိတယ် retirement ဖြစ်စေအတက်အမောင်းခဲ့ဖြစ်စေအဲ insurance company က asset တွေညာသူက premium ရတယ် Taiwanese dollar နဲ့ premium ရတယ်အဲ premium တွေကိုအများစု US dollar ပြန်ပြောင်းလိုက်တယ်ဘာကြောင့်ဆို US dollar stable ဖြစ်တဲ့ကြောင့်ဟောအရင်က stable ဖြစ်တဲ့ appreciate ဖြစ်တဲ့အဲရော US dollar ကန်ထားကြပြည့်အဲ Taiwan dollar အဲ့လောက်ဒီ stable ဖြစ်ဦး depreciate ဖြစ်ဆိုရင်သူကန်ထားပြီးစက်တမှုတက်တယ်ဟုတ်လားတမှုတက်တယ်ဆိုရင်အကယ်၍ရလူ အသက်အာဘခံကုမ္ပဏီကအေးသူတွေဆုံးရှုံးရမှာဆိုရင်သူငွေကြေးပေးရမလဲပေးရမဆိုညွှန်းဆော်တန်ဖိုးတက်တဲ့အချိန်ကျရင်ထာဝရဆိုတာပြန်ယူပြီးတော့ပြောင်းတဲ့အခါကျရင်သူအများကြီးပတ်စံတာမြတ်တာပေါ့အခုက US ဆိုတာတန်ဖိုးကျတဲ့အတွက်ကြောင့်ဟာဒုက္ခမဖြစ်ဘူးဒီမှာစီးပွားရေးတကယ်စီးပွားရေးက premium တကယ်လူတွေဆုံးသွားမယ်ဆိုသူပေးရမှာပတ်စံထာဝရဒေါ်လာပြန်ပေးရမှာတော့ထာဝရမှာနေတဲ့အတွက်ကြောင့်ထာဝရဒေါ်လာပြန်ပေးရမှာဆို ီ US ဒေါ်လာတမှုကြနေတယ်။ तू ကပို့ပြီးတော့ဘောတိုင်ကပစ္စည်းတမှုကြတယ်။ Taiwanese ဒေါ်လာပူတမှုတက်တယ် तू ပူရှုံးနေတယ်။အားကြမင်းပြန်ပြန်ပြီးတော့အေးမဖြစ်ဘူးမဖြစ်ဘူး။ US ဒေါ်လာကန်ကားထားရင် hash လောက်ပါပဲ။တော့ hash လောက်ပါဆိုတော့ US ဒေါ်လာတမှုကြတယ်ပြန်ဆောင်ရှိခိုးမြင့်အောင်လုံးလုံးတယ်နေရှိရတယ်။တော့အား finance ပတ်သက်တဲ့ပညာတက်ချင်ဆိုရင်ဒီ channel ကို subscribe လုပ်လား။အဲ့လို hash လောက်ကားလို့ကြောင်းအေး US ဒေါ်လာပူပူကြ Taiwanese ဒေါ်လာပူတမှုတက်။ဒါလား။ ဒါမဟုတ်ဒါ reason number 2 okay ထောင်ဝမှာခိုင်ခိုင်ဟာအများရှိပါလေရှိ US ဒေါ်လာနဲ့ခိုင်ဟာဘယ်လောက်ရှိရဲဆို1 trillion ဒေါ်လာကျော်တယ်เนาะ life insurance အတက်အမခံကုမ္ပဏီတွေကဘယ်လောက်ခိုင်ခိုင်ရဲဆိုရင်160 billion ခိုင်ခိုင်160 billion เนาะပြီးတော့ရေ foreign currency deposit deposit အဲထောင်ဝအမျိုးအောင်ပါ ဟို US ဒေါ်လာနဲ့အဲ deposit လုပ်ထားပေါ့ပတ်စံလေးကိုတွေးရတဲ့ B တဲ့ရှိ Bond ETF ရဲ့100 B တဲ့ရှိ USD position for HA မှာဘယ်လောက်ရှိ460 B တဲ့ရှိစုပေါင်း1 trillion တဲ့ရှိတော်တော်များတယ် US ဒေါ်လာကိုခံထားတဲ့အတွက်ကြောင့်တော့အဲ့အကြောင်းဒီလိုမျိုးဒေါ်လာချင်းဈေးကျအချိန်မှာအေးမြန်မြန်ထိုင်ဝမ်ကိုပြန်ပြောင်းမှဆိုရင်အာတော်တော်လေးအများကြီးပဲပြောင်းအောင်ပါအဲ့အကြောင်းထိုင်ဝမ်ဒေါ်လာချင်းချင်းဈေးတက်တာအရင်ငယ်လာဟိုတောက်ကြတဲ့ ်တင်တာနေနှစ်ရက်ထက်ရှိတယ် trading day အာ foreign exchange က24 hours ဆိုတာဒါပေမဲ့ business တွေက two business တွေပါပဲတက်တာဘယ်လောက်လဲအာတက်မှာဆိုတက်တာနည်းနည်းတော့တော့မဟုတ်เนาะအဲ့ဒါကြောင့်အဲ့လိုမျိုးများကြီးတက်လာအကြောင်းကြီးရှိတယ်အလကားတက်တာမဟုတ်ဘူးလူတွေကခင်မြင်ချက်ပေးနေကြအခုထားွားတဲ့အမေရိကန်နဲ့ trade အခုမှကိုယ်တွေဆွေးနေတော့မှာဆွေးနေတော့မှာဆိုတော့ okay အဲ US အေးရမက်ဆီကထာမာ US ဒေါ်လာတန်မှုကြသဘောကြတယ်။ဘာကြောင့်လဲဆိုတော့သူပစ္စည်းပုံဝီးအများကြီးတင်ပို့ခြင်းဆိုကြောင့်။နော်အဲ့အကြောင်းအေးမက်ဆီကထာအကြိုက်ထာဝန်ဒေါ်လာတိတ်ပြီးတော့ဩဈေးမကြအောင်ဒီကထားတာပဲ။နော်ထာလဲဆိုရင်ထာဝန်ဒေါ်လာဒီလိုဈေးအများတက်တယ်ဆိုရင်ထာဝန်ဘဟုပန်းကနေပြီးတော့ချက်ချင်းဝင်ပြီးတော့ဘာလို့လဲဆိုတော့ US ဒေါ်လာဝင်မယ်ထာဝန်ဒေါ်လာပြန်ရောက်မယ်။နော်အဲ့ဒါဆိုရင်ထာဝန်ဒေါ်လာပြန်ကြမယ်။ ရောင်းတဲ့ပစ္စည်းကကျတယ်ဝယ်တဲ့ပစ္စည်းကတန်ဖိုးတက်တယ်ဒါ supply and demand economics 101အဲ့ဒါကြောင့်အခုကြောင့်တိတ်ပြီးတော့မစွန့်ခွဲတော့အေးထားဝဲတော့တက်ရတက်ပါစေဘာကြောင့်လဲဆိုတော့မကြမီမှာအခုဆွေးနွေးနေတယ် USA နဲ့ထားဝဲဆွေးနွေးနေဆိုတော့အေး US ဒေါ်လာအခုတန်ဖိုးကျပါပြီနော်ငါတမင်တက်တက်ထားဝဲတော့ဈေးတက်လို့ထားမိတယ်အဲ့ဒါကြောင့်ပတ်စားပေးပါဆိုအဲအဲ့လိုမျိုးဒီကိုရှေ့တော့ဟုတ်တယ်ပါ အဲဒီကိုရှေ့ပိုလုံးကောင်ဆိုပြီးတော့အာဘဟုဘန်းကနေပြီးတော့ဒီတိုင်းလွတ်ထားတယ်လို့သူရထင်မြင်ကြတယ်။ဗလိတိုက်ရာဘယ်လိုသဘောရပါလဲ။ဒီဘဟုဘန်းလွတ်ထားတယ်ဆိုအဲ့အကြောင်းကြောင့်ဖြစ်ပါတာ။ဒါမှမဟုတ်တခြားအကြောင်းများရှိပါတလား။ကိုမအမရေးတာပါ။တခြားဘယ်နဲ့ရဲ့ဝင်ကြီးတန်မှုတက်တယ်။မလေးရှားဝင်ကြီးတက်တယ်။မလေးရှားကလည်း US ဒေါ်လာနဲ့ပတ်သက်ပြီးအများကြီးခံထားတယ်။ USA asset ကိုအများကြီးခံထားတဲ့နိုင်ငံတွေမှာတကယ်ပါ။ US ဒေါ်လာတမှုကြလေတဲ့သူကန်ကပစ္စည်းတမှုရောက်မယ်ဆိုရင်မလေးရှားလည်းမကြပြီပြောအောင်မလေးရှားဝင်းကိုပြန်ပြောင်းပြောင်းပါမယ်နော်အဲ့တော့မလေးရှားဝင်းကတမှုတက်တယ်ဒီတလားမှာကြည့်နော် US ဒေါ်လာတမှုကြဆိုရင်မလေးရှားဝင်းကတမှုတက်နော်ခါတန်းဆိုရင်မလေးရှားမှာဆိုရင်အာဘယ်လောက်ရှိအရင်ရောဆိုရင်4.5ရှင်း4.5ရှင်းဒီမှာဆိုရင်ဘယ်လို4.67အာအဲ US ရအာကဘာပတ်အမေရိကန်မိနေတာ stop ပညာရှင်ကဘာပတ်လို့အရန်ခေါ်တော့ပေါ့ US ဆိုတာတမူးတက်နေချင်နော်အာ4.78အားများရရှိအဲ့ရောဟောအခုတော့တမူးကြပါပြီ4.24နော်အဲ့အကြောင်းဆရာ US ဆီမှာပြန်နေတာအာပညာရှင်ဆိုကြိုတိနေကြိုတိနေတယ်နော်အခုကဘာပတ်လို့မကောင်းဘူးဘာကြောင့်ဆို US ဆိုတာတမူးကြနေဆိုရင် US ကအေးစစ်စစ်ပြန်ပြီးတော့အေး တပည့်တွေကိုပညာပို့တင်ပေးမယ်အေးစင်းနားမယ် USC စီးပွားရေးတရားကြည့်မယ်အဲဗီဒီယိုပို့လို့ပေးမယ်တင်နိုင်ပို့ပြီးတော့ပညာဆုံးတင်ပေးမယ်ဆိုပြီးတော့အဲ USC ပြန်လာတာเนาะโอเคနောက်ဆုံးဘယ်တိုင်းလဲဟာစောက်ကူရောက်မှာစောက်ကူရောက်လို့ဝင်လာလို့ပဲတန်ဖိုးတက်တယ် USC ရာတန်ဖိုးကြစောက်ကူရတဲ့ USC asset တွေအများကြီးခိုင်ထားတယ်เนาะသူကမကြမီလို့လို့မှာပြောမြောက်အာဒီလိုမထိုင်ဝဲတော့တာထိုးတက်တာ Asia financial crisis ရှင်းတယ်ဆိုရင်ဒါအများဆုံးအများဆုံးထိုးတက်တာပဲနော်အရင်ထူးကြတဲ့ဖြစ်ရည်ဖြစ်တာနော်နောက်လည်းတခြားနိုင်ငံကြီးဆက်ပြီးဖြစ်နေမှာမလို့စောက်ခုရောက်မှလည်းကြာတယ်အာကိုရတဲ့အရင်ရောဆိုရင်ကိုရငွေကြေးမလောက်တယ်အာကိုရငွေကြေးက1400ထောက်ကျော်တော့1500ငွေကြေးရှိအခုကတဖြည်းဖြည်းပြန်ကြာပါတယ်အဲကြာတော့ US ဒေါ်လာကြာကိုရတဲ့ဝေးတာဘူးတက်လာပြီနောက်တစ်ခု fiber 啊，timer。အဲ့လို US ဆိုတာတန်ဖိုးကြတယ် timer တန်ဖိုးတက်။ Thai လည်းလိုပဲ US ဆိုတာအများကြီးခိုင်ခါတယ်။ဟောအဲ့ဒါသူကအဲ့လိုလုပ်မလားမသိ။အဲ့ကြောင့် Thai ကိုသွားရတွေ့တိုးရစတယ်။အာတော်တော်သွားကြတော့သွားလို့ပေါ့။ကျတော့ timer တန်ဖိုးတက်လာ။ဟိုးတော့တက်လာဆရာဆို Thai Thai မသွားတော့ဘူးဆို။ US ဆိုမှလည်းကြိုတိနေတယ်။ကြိုတိနေတယ်။ကိုယ်ကတန်ဖိုးကြနေပြီဆိုတော့ဒီချိန်က store share ပို့လို့ကောင်းချင်နော်။ 啊，是外部老人讲的钱啊，那都啊是的。生物多了啊，生物多了，但不得的哦啊，US 啊，但不加，生物嘞 US assets 也蛮看他呗，诶，但不加蛮来的，生物啊嘞，诶，没撇到，我看看他但不就那边没加没有，US 多变幺没有，生物多变歪不啦，不对，但没有撇来的哦。ပလေးတိုင်ရတော့ဘယ်လိုသဘောရပါလဲစေမူမှာနေရလို့ရှိတာကောမပါရတာပါ US ဒေါ်လာဖိလစ်ပင်းပေဆိုလိုပဲဖိလစ်ပင်းဆိုတာမူတည်းနဲ့ US ဒေါ်လာတမူကြတယ်အကောအကောကအခုကစံကြီးမှာဖြစ်တယ်เนาะအဲ့ဒါစပါပတ်လို့မကောင်းအေးစစ်စစ်မနေအာ USA ကလူတွေပြောတာပါတခြားနိုင်ငံဟိုကထိုင်းမှာနေတဲ့လူမလေးရှားမှာနေတဲ့လူဆိုတော့စပါပတ်လို့ကောင်းတယ်เนาะစပါပတ်က USA store share ပိုဝဲကောင်းပါကြောင့်ကိုယ်မှာရှိတဲ့ပတ်စံဟိုဖိလစ်ပင်းဖေဆိုတဲ့ပတ်စံရတယ်ဆိုရင် US ဆိုတာပြောင်းပြီးတော့ US ကုမ္ပဏီရဲ့ store share ဝယ်ထားတယ်အာလက်ဖြောက်ဒီလိုပတ်ဆိုင်ရအောင်လုပ်ရနော် insane ပဲနော်ဒါသာဆိုအဲ့လိုကြာ Okay အဲ့ရော bank store share ကိုထိုင်ဝမ်ဒေါ်လာဈေးတက်တဲ့ကြောင့် bank store share အမြတ်ယူနိုင်မလဲအေး TSMC TSMC ရပြောတယ်ထိုင်ဝမ်ဒေါ်လာ1%တက်တယ်ဆိုရင် TSMC operating margin 0.4%ကျတယ်ဆိုကြတယ်နော် TSMC က financial report လို့အနေနဲ့မှာ US dollar အနေနဲ့ပြောတယ်။နော် US dollar အနေနဲ့ report လို့ရတဲ့ကြောင့် Taiwanese dollar ဈေးကြီးတဲ့အခါကျရင် US dollar revenue နံပါတ်ကတေးသွားတယ်ဗျ။အဲအကြောင်း TSMC store share လောကနဲ့တည့်ရက်နေ့မှာကျတယ်။နော်ဒီမှာရှိပြန်ထိုးကျ။ကျ၊ကျအခုကပြန်ပြန်ပြီးတက်လာပြီ။ဒါခိတ္တခဏပါ။ခိတ္တခဏ report ရဲ့ဘယ်လောက်ပဲ operation operator မှာကျထိခါပါစေလို့ this is တန်ဖိုးပါဘီ။ ဘယ်လိုပဲကြာနေမှာဖြစ်ဆရာအထင်ပြောင်းလဲဆိုတော့တော့ဒါ opportunity ကောင်းထားဝတရားဆံကြာလာရေဝ141တိရောဖြစ်ဘူးအေပွဲလာမှာဆိုတော့ဟုတ်ပြတ်တက်လာပြတ်တက်လာဆိုတော့အေးဒါပဲတတိပါစကြာနေလို့ပဲတတိပါ forward ပါစကြာနေတော့ပဲနော်အဲ့တော့ under very ဖြစ်နေတော့ပဲနော်ဝယ်ခြင်းတွေဝယ်လို့ရတယ်ဝယ်ရမှာမစိုးလို့နော်ဆရာပဲ store ရှာမမောခံဘူး နော်ဆရာဘာတွေဝယ်ခြင်းဆိုသိချင်ဆိုတော့ပေထရွန်ကြောင်းရတယ်ဘာတွေမြက်တယ်ဆိုသိချင်ပေထရွန်ကြောင်းရတယ်ငားတယ်ဆိုရင်အာ S&P 5တော့ ASB လုံးတယ်229ဘာစားဒါဒီကကုမ္ပဏီကိုဆရာတဘောကြတာပေါ့။နော်စီးပွားရေးတဘောကြတယ်။ DSFC ရဲ့ Nvidia customer ရှိရဲ့ broker ကသူ့ customer ရှိမှချစ်ပြလုပ်တဲ့ကုမ္ပဏီအားကသူ့ customer ပဲ။နော် Apple သူ့ customer ပဲ။ရှောင်းလို့မရ။ကပောင်းမှာ supply 60% 70% 80%က TSMC ရာလေးဝယ်ရတာ။နော်အဲအကြောင်းအဝါဘတ်ဖာမှာဒီကုန်ပြီးပိုင်နေတယ်နော်။အဲအကြောင်းဒီလိုမျိုးအေးထောင်ဝေးဆိုတာကြကြနေမယ်တက်နေမယ်ဆိုရင် US ဆိုတာကြနေမယ်ဆိုရင်အေးနည်းနည်း TSMC ရာ financial portfolio လောက်အားနောက်ခါကျနည်းနည်းတော့နည်းနည်းမှာပေါ့ဒါပေမဲ့ဘာလို့ပြောလူတွေကြောက်တဲ့အခါကျရင်ရောင်းတဲ့အခါကျရင်အေးကိုကတန်ဖိုးတည်ရဆိုရင်ဒီကုန်ပြီး enterprise ဆိုရင်ဒီကိစ္စကလည်းဒေါ်လာဈေးကြတဲ့ ထားဝိုင်းဆိုတာဈေးတက်တယ်ဆိုတာဒါတက်ဖို့ကခဏလေးဖြစ်မှာတလားတော့နှစ်လားအဲ့လိုပဲဖြစ်မှာပဲเนาะဘယ်တော့ကြာမစမသိခဏလေးပဲဖြစ်မှာလို့ထင်တယ်အဲအကြောင်းအေး stock share ကြာရခါကြာရင်ကိုကကြိုက်တယ်ဆိုရင်ဝယ်ထားမှာဆိုရင်မမြတ်တောင်းတာဒီလိုအများစစ်ဆက်ဆက်ပြီးကြည့်ရအဲ့ကြောင်းတခြားစီးပွားပညာရှင်ရယ်ဆိုရင်အေးထိုင်းပါလုံးလုံးနေဆိုရင်ထိုင်းဘတ်တမူးတက်မယ်ငွေကြေးကစားတယ်ဆို US dollar ဘူးကြာနေမှာထဲဆိုရင်ရေเนาะကြာနေတဲ့ချိန်ကြာရင် ဆက်ကြနေမှာဆိုရင်တခြား currency ခိုင်ထားတဲ့ US dollar မခိုင်ထားတဲ့နော် US dollar ပြန်တက်တော့မထင်ဆိုရင် US dollar ပြန်ပြောင်းခံတဲ့ငွေကြီးအဲ့လိုကစားအောင်ရနော်ဒီလိုဒီဗီဒီယိုတစ်ချက်ကြည့်လိုက်ရတယ်ဘူးသူတော်များရှိလာမှာဆိုရင်ငွေကြီးကစားမလားစီးပွားရေးတမားရေးဆိုရင်အိုးဝေ US dollar တန်ဖိုးကြမယ်ဆိုတခြားငွေကြီးကိုကျိုးဝယ်ထားမယ် US dollar ကိုမှရှိဟာရောင်းလာမယ်ရောင်းလာပြီးတော့တခြားငွေကြီးဝယ်ထားမယ်ဆိုရင်စီးပွားရေးလုံးဝအဆင်မပြေဘူးလား ဟုတ်ပါဒါကို US dollar တခါမှမခံထားလို့ဒေဦးဆိုရင်အခု US dollar ကျနေတဲ့ခါရရင်အာ US dollar ဝယ်ထားမယ်နောက်တစ်ချိန်ကျပြန်တက်ပါမယ်နော်ဆာကဘာပတ်အမေရိကန်မီလန်တာ stop ပြန်ရရှင်တစ်ချိန်ကျရင်ကဘာပြန်ပတ်ပါမယ်ဘယ်ချိန်မှပြန်ပတ်မှာလဲ US dollar ဈေးတက်အချိန်ကပြန်ပတ်ပါမယ်ဟုတ်တယ်မအဲ့ရော US dollar တက်ဖို့ကပိုပြီးကျင်းနေနေပြီနော်အဲ့ရောဒီလိုမျိုးကဘာပတ်အမေရိကန်မီလန်တာ stop ပြန်ရရှင် channel ကို subscribe လုပ်ထားရမယ်ဆိုရင်အမြဲတမ်းတည်နေမယ်ခါမစီမဲပြောင်းလာမယ်နော်ဒီလိုမျိုး stock share နဲ့ပညာနဲ့ပတ်သက်တဲ့ဟာတွေသင်ကျဲဆိုရင်သင်လို့ရပါတယ် stock investing call option put options advanced option day trading movement stock ဟိုတနေ့အတွင်းမှာတက်တဲ့လူတွေသင်တန်းသူတွေတန်းတာရအောင်မြင်တာပို့ပြီးတော့များပါတယ် link တွေတော့ YouTube video ရဲ့ description ကိုမှမှာရှိပါတယ် click နဲ့ပြီးတော့ဒီနေ့ join ပြီးတော့ဒီနေ့ပဲသင်တန်းတက်လို့ရပါတယ်ကြရမျိုးပူကောင်းပါ ုကောင်းလဲဆိုတော့ဆရာကနင် app from နင် app from နဲ့ငါလန်းနီးလန်းငါလန်းရှိရအဲ့ဒီဟာတွေကကျင်းအကြိုက်ဆုံးဒီပုံတွေကအရင်အထိရောက်တယ်ကျင်းအဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app တွေပါလဲ app from ဟာတွေကိုတိချပိုင်တယ်လို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကလောကဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲနှိုင်းလုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိကျတိုင်းလုပ်တယ်လောကအချုံးမရှိဘူး ဟယ်လိုဆရာ CIS တော့ဆရာကလတ်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CIS အပေါ်တခါလေးမှဖမ်းနိုင်မှာပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့ အခုဆိုတော့ကျွန်တော်အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြီးဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ20 option အရင်နည်းနည်းလေးနဲ့အမြင့်များများရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ် တော်ဆရာတင်တဲ့ပြည်ရနဲ့တလအတွင်းမှာခုနှစ်ထောင်နဲ့900ရမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်တာပါဘင်းအခုတော့အဲ့လိုမြရလိမ့်ဆရာရေးတဲ့ကျေးဇူးပဲဒီညိုရောလိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတော့ရှိရဲ့တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာလဲတင်နိုင်ဒီကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလဲပြီးမှလုပ်တဲ့အတွက်ကြောင့်မို့အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်အခုဆိုရင် သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမြဲအားရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာပြီရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာရဲ့မနေ့ကမှ store membership ကို join ပြီးတော့ဆရာရဲ့ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအများဆုံးရခဲ့တာပေါ့တရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလည်း ဆရာမမစတော့မမရှိတယ်ကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ